ဗုဒ္ဓဖရာဟာလမ်းလျှောက်ရင်မြေကြီးနဲ့ထိလားမထိဘူးလားဗီဒီယိုနဲ့ပြောပြပေးပါလားဖုံဖုံတဲ့ဗုဒ္ဓမှာမထိခြင်း၃မျိုးဆိုတာရှိပါတယ်အဲ့ဒီမထိခြင်း၃မျိုးကဘာတွေလဲဆိုရင်၁တပိတ်တော်ကိုလက်တော်နဲ့ပွေပိုက်တဲ့အခါမှာတပိတ်တော်နဲ့လက်တော်ထိမနေခြင်း၂လမ်းလျှောက်ရေးကြွမ်းမြန်းတော်မူတဲ့အခါမှာကိုတော်မြတ်ဤခြေပေါ်အားတော်နဲ့မြေကြီးထိမနေခြင်း၃ ကိုတော်မြတ်ဝိယုံထသောသင်္ကန်းတော်နှင့်ကိုတော်မြတ်၏အသားတော်ထိမနေခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဗုဒ္ဓ၏မထီခြင်းသုံးမျိုးပဲဖြစ်ပါတယ်။အဆိုပါမထီခြင်းသုံးမျိုးထဲမှာခြေဘဝတော်နှင့်မြေကြီးထိမနေခြင်းဆိုတဲ့အချက်ပါတာကြောင့်ဗုဒ္ဓလမ်းလျှောက်တဲ့အခါမှာမြေကြီးနဲ့ခြေဘဝမထိပါဘူးနော်။အရှင်ဖရာတပည့်တော်မှငါးပါးသီလနေတိုင်းဆောင်ထိန်ပါတယ်ဖရာ။ဒါပေမဲ့ကျမ်းမာရေးအတွက်တုံတုံးတဲ့တိုင်ရင်စေထဲမှာ အရက်ပါဝင်ပါတယ်ဖရာတီလာကျိုးနိုင်ပါသလားဖရာတဲ့မဟာဝါပါဠိတော်မှာဖရာရှင်လက်ထက်ကယဟန်တပါးဟာဥယျာအနာပောက်ပါတယ်အဲ့ဒီဥယျာအနာဟာအရက်ကိုစီးနဲ့ရော့ချက်ပြီးတောက်မှပျောက်တဲ့အနာဖြစ်ပါတယ်ဒါကိုအသိမသိဖရာရှင်ထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကအရက်ဤအနတ်လဲမထင်ရှားအစင်းလဲမထင်ရှားအရသာလဲမထင်ရှားဘူးဆိုရင်တောက်တော့ခွင့်ရှိစေဆိုပြီးခွင့်ပြုတော်မူပါတယ်ဒါကြောင့်တိုင်းရင်စေထဲမှာအရက်ဤအနတ် အစင်အရတာမထင်ရှားဘူးဆိုရင်တုံသုံးလို့ရပါတယ်တီလာမကျိုးပါဘူးเนาะဒီမေခွန်းကရှေလုံးတဲ့အတွက်ကြောင့်လူရင်းလောက်ပဲဖက်ပြီးဖြီးပေးလိုက်ပါမယ်เนาะအရှင်ဖယားတင်ကန်းစာလေးကိုရွာဦးကျောင်းဆရာတော်စီကတောင်းပြီးတပည့်တော်လက်ထဲမှာဆွဲကျင်လို့တောင်းတော့ဆရာတော်ကတင်ကန်းစာလေးကိုပထမ်းရွတ်ဖက်ပြီးတော့လုပ်ပေးပါတယ်ဖယားတပည့်တော်အခုလက်ထဲမှာဆွဲထားပါတယ်မသိလို့မေးပါရစေငရဲတော်မကြည့်လောက်ပါဘူးပြန်လဲဖြီးကြပေးပါဖယားတဲ့ ။တချို့သင်္ကန်းကိုအဆောင်လက်ခွဲလှုပ်ဖို့ဆိုပြီးဦးစင်းစီမှာသင်္ကန်းစလာတောင်းတာရှိတယ်။ဦးစင်းကတော့မပေးဘူးနော်။တချို့ဖုန်းကြီးတွေပေးတာတွေ့ဘူးတယ်။ပေးလည်းမပေးကောင်းဘူး၊ယူလည်းမယူကောင်းဘူးနော်။ဘာကြောင့်လဲဆိုရင်ဝိနည်းသင်္ကဟအထာကထာမှာပပိစိတပရိဘောဂောဟိအဂါရိကာဏံစိတိယဌာနိယောလို့ဆိုထားတယ်။အဓိပ္ပာယ်ကတော့ယဟန်တွေရဲ့အသုံးအဆောင်ဖြစ်တဲ့သင်္ကန်းတပိတ်စတာတွေဟာ ဒီဝတ်ကြောင်တွေအတွက်ကိုယ်ွယ်ရာစီတီထိုက်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။အဲ့ဒီလိုယဟန်တွေရဲ့သင်္ကန်းတပိတ်စတာတွေဟာလူဝတ်ကြောင်တွေအတွက်ကိုယ်ွယ်ရာစီတီထိုက်တာကြောင့်လူဝတ်ကြောင်တွေအနေနဲ့သင်္ကန်းစကိုအဆောင်လက်ဖွဲ့မလုပ်ကောင်းဘူး။အဲ့ဒါကိုလည်းမှတ်ထားဖို့လိုတယ်နော်။ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့တခြားဘာသာဝင်တွေကိုဘယ်လိုမြင်ပါသလဲဆရာတော်တဲ့။လူလို့ပဲမြင်ပါတယ်နော်။ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်လူဟာလူပါပဲ။ ဆရာတော်ကလူမျိုးဘာသာခွဲခြားပါသလားတဲ့လူမျိုးဘာသာမခွဲခြားပါဘူးသို့တော့ဦးဇင်းတို့မြတ်စွာဘုရားကလူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိမ်းရမယ်လို့ဟောကြားထားတဲ့အတွက်လူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိမ်းပါတယ်။ဒါကြောင့်လဲဆိုရင်လူမိုင်းကအကုကိုဒုက္ခပေးပြီးလူကောင်းကအကုကိုကောင်းကျိုးပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်လူမိုင်းဆိုရင်ကိုယ်ဘာသာဝင်ပဲဖြစ်ဖြစ် တခြားမိမိဘာသာဝင်မိမိလူမျိုးပဲဖြစ်ဖြစ်မပေါင်းပါဘူးလူလိမ္မာဆိုရင်တော့ကိုယ့်ဘာသာဝင်ပဲဖြစ်ဖြစ်တခြားမိမိဘာသာဝင်မိမိလူမျိုးပဲဖြစ်ဖြစ် ပေါင်းသဲမှာဖြစ်ပါတယ်နော်အရှင်ဖယားတရေကြောက်တဲ့ဖယားစာရှိပါသလားအရှင်ဖယားတခါမှမတောင်းဘူးလို့အပီလေးပြန်ပေးပါအရှင်ဖယားတဲ့မိုးချုပ်နေဝင်အပြင်မထွက်နဲ့တရေတစ်ပတ်စွတ်တတ်တယ်မစွဲနိုင်အောင်ဖယားပေးတဲ့တရားစေးနဲ့ပေါက်လိုက်မယ် တရားစေးဟာဘယ်ဟာလဲကွတို့လဲပေးအောင်ညီလေးရေဗုဒ္ဓံဓမ္မံတန်ခံရွတ်ကွတရားထွက်လို့ပြေးလိမ့်မယ်ရွတ်မယ်ရွတ်မယ်အဲ့ဒါဦးဇင်းတို့ငငယ်တုန်းကသင်ရတဲ့တရဏဂုံအကျိုးပြလင်္ကာဖြစ်ပါတယ်လင်္ကာလေးရဲ့အဓိပ္ပာယ်ကတရဏဂုံရွတ်မယ်ဆိုရင်တရားထွက်ပြေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်တရားကြောက်တယ်ဆိုရင်တရဏဂုံရွတ်ပါနော်တရဏဂုံဟာတရားတစ်ပတ်တစ်စီများကိုလည်းနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ရွတ်ဖတ်ရတာလည်းမစိမ့်တဲ့အတွက်တရဏဂုံဟာရွတ်ဖတ်ရတာလွယ်ကူပါတယ်။သို့တော့တတိထာယမှာတစ်ချက်ကတရဏဂုံပြက်နေတဲ့လူတယောက်ဟာတရဏဂုံဘလောက်ပဲရွတ်ရွတ်မစွမ်းပါဘူးနော်။ဘယ်အချက်ကတရဏဂုံပြက်စီတယ်လဲဆိုရင်ကိုးကွယ်မှုမှားပြီဆိုရင်တရဏဂုံပြက်စီပါတယ်။တရဏဂုံပြက်နေတဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲတရဏဂုံရွတ်ရွတ်တရဏဂုံဟာမစွမ်းပါဘူးနော်။ဒါကြောင့်တရဏဂုံဟာရွတ်နေုံနဲ့မပြီးပါဘူး။ တရဏဂုံမြဲဖို့လည်းလူသေးတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာအိမ်ဆောင်နတ်ကဘာလို့အိမ်မဆောင်တာလဲဖရာတရေတစီတွေဝင်လာလဲဘာမှမလုပ်ဘူးလားဖရာတဲ့။အိမ်ဆောင်နတ်ဆိုတာကယူတီကြလို့စောင့်နေတဲ့နတ်မဟုတ်ဘူးနော်။အိမ်ဆောင်နတ်ဆိုတာကမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နတ်လို့ပြောတာပါ။ မိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နတ်ကိုအိမ်ဆောင်နတ်လို့ပြောတာဖြစ်တဲ့အတွက် လာနေတဲ့နတ်ကလည်းပဲတကူကြီးတဲ့နတ်လည်းဖြစ်နိုင်တယ်လို့တကူနေတဲ့နတ်လည်းဖြစ်နိုင်ပါတယ်တကူကြီးတဲ့နတ်လာနေမယ်ဆိုရင်တော့မကောင်းတဲ့တရေတစီနာနာဘာဝတွေဝင်လာတဲ့အခါမှာတားဆီးနိုင်ပါတယ်တကူနေတဲ့နတ်လာနေမယ်ဆိုရင်တော့သူတို့ထက်မြင့်တဲ့တရေတစီမကောင်းတဲ့ပိတ္တာတွေလာမယ်ဆိုရင်တော့မတားနိုင်ပါဘူးเนาะ ဘလို့အိမ်မျိုးကိုတကူကြီးတဲ့နှက်တွေလာနေတယ်ဆိုရင် ကုသိုလ်ကောင်းမှုနှိမ့်စင်မပြတ်လုပ်နေတဲ့အိမ်ကိုတကူကြီးတဲ့နှက်တွေလာနေတတ်ပါတယ်။ဒါကြောင့်မိမိရဲ့အိမ်ကိုတကူကြီးတဲ့နှက်တွေစောင့်တာအလိုရှိတယ်ဆိုရင် ကုသိုလ်ကောင်းမှုနှိမ့်စင်များများလုပ်ပါ။အဲ့ဒါဆိုရင် တကူကြီးတဲ့နှက်တွေမိမိရဲ့အိမ်ကိုလာရောက်စောင့်ရှောက်ပါလိမ့်မယ်။အဲ့ဒီလိုတကူကြီးတဲ့နှက်တွေလာရောက်စောင့်ရှောက်ပြီဆိုရင်မကောင်းတဲ့တရေတစီတွေမဝင်လာနိုင်တော့ပါဘူးเนาะ Yeah. yeah.